ူကိုယ်တိုင်ကတော့ထည့်တွေ့ရလားမတွေ့ဘူးအဲ့ဒီတိုင်းနဲ့တင်လှုပ်တယ်အဲ့ဒါထက်ကထက်ကလှုပ်ပြီးတန့်သွားပြီဆိုရင်နောက်ထပ်ဘာလှုပ်တော့ဆိုတော့အပေါ်ခန္ဓာကိုယ်ပေါ်ခုနရေနွေးတွေထက်လောင်းတယ်ဘယ်ပေါ်လောင်းလဲအဲခန္ဓာကိုယ်ပေါ်မှာရေနွေးမှုတွေအဲ့ဒါလောင်းတယ်အရှင်လားအသေးလားအရှင်ပဲရှိသေးတာစဉ်းစားကြည့်ပေါ့နော် အဲ့လိုမျိုးလေးလောင်းပြီးတော့အဲ့ဒါဓာတ်တစ်ချောင်းနဲ့နော်နည်းနည်းပွာလာရင်အဘောကဘာချစ်ပြလဲအမ်အမွေးချစ်တယ်အဲ့ဒီအရေးတွေချစ်ပြတယ်အဘောကရှိနေတဲ့အခွန်တွေအဲ့လိုမျိုးလုပ်ပြီးတော့တကူကောင်လုံးအဲ့ဒါနော်နီရဲနေအောင် သူချစ်ပြထားဝက်ကအရှင်းကြီးပဲရှိသေးတာဘာကြီးပဲရှိသေးတာအဲ့လိုမျိုးလုပ်ပြီးနောက်ဆုံးကျတော့သူဘာလုပ်တော့ဆိုအဘောမှတစ်ခါတလေအမွေးမင်လေးတွေကျန်းနေတာရှိတယ် အဲ့ဒီအမွေးမင်လေးတွေကြတော့မီးတုံနဲ့လိုက်ပြီးတော့မီးတိုက်တယ်။ဘာလို့တလဲ။မီးတုံနဲ့လိုက်ပြီးတော့မီးတိုက်တယ်။အဲ့ဒီချိန်ကြီးအကောင်ကအသေးလားအရှင်လား။အဲ့လိုဆိုသူ့လုံရဲ့ကြီးကြီးခြေောက်ကလည်းကြိုးချီထားတယ်။ဘဇက်ကြတော့ဖြဲပြီးဘာလို့တာဒုထောက်ထားတယ်။ဝမ်းပိုက်ပဲဘာတွေထဲ။ဒီနေ့တွေလောင်းထဲတယ်။ပြီးတော့ခန္ဓာကိုယ်ပေါ်ဘာတွေလှုပ်။အဲ့ဒီနေ့တွေနော်။အဲ့ဒီကလှုပ်ပြီးတော့ဓာတ်နဲ့ချစ်တယ်။ ပြီးတော့ကျန်နေတဲ့အမွှေးပါနဲ့တိုက်မိနဲ့တိုက်တယ်ဒုတိယရောင်များလှုပ်ရက်တွေကြောက်เสียမှာမကောင်းဘူးလားဒုတိယရောင်လို့ဆိုရင်လှုပ်ရဲသလားမလှုပ်ရဲဘူးလားမလှုပ်ရဲနဲ့လှုပ်ရဲရင်ဘဝတဏ္ဍာဝတ်ပြန်လိုက်တတ်တယ်ဟုတ်တယ်မဟုတ်လားအဲလိုဆိုတော့ဒီနေရာမှာစဉ်းစားเสียရှိတာကဝတ်တော်တပည့်တော်တို့မလှုပ်ဖြစ်ဘူးဗျာ ပရိတ်တော်လှုပ်ဖြစ်တယ်တော့မလှုပ်နဲ့ဟုတ်တော့မလားပရိတ်ဆိုရင်တို့အိမ်နံရောက်လာပြီဟုတ်လားတော်တော်များများကပရိတ်လေးတွေဥစဉ်တို့ကြည်နေတယ်တော်ရဲဆက်ဆက်လှုပ်တာမရှိဘူးလားရှိပါရဲ့ချို့ကပြာရှင်နာကိုဖဲ့မတော်ဘူးဆုတ်ပြီးတော့ဂျင်းတွေဟိုဒီဘက်ကစီကဘလို့ဖြစ်နေစီကပွက်နေတာမရှိဘူးလားအဲ့ဒီပွက်တယ်လေထည့်လိုက်တာမရှိဘူးလားအဲ့ဒါမျိုးနဲ့ကြော်ပြီးဒရိုက်စားနေတာတွေရှိတယ် အဲ့ဒါမျိုးကြီးကိုယ်တိုင်တော့မလုံလိုက်ပါနဲ့ပြည့်ကြော်ကြိုက်လေလုံရဲတဲ့လူတွေကဝယ်သားပေါ့ဟုတ်လားတကယ်လို့စားကျင်ရင်ပေါ့ဟုတ်တယ်မဟုတ်လားကိုယ်ကိုယ်တိုင်ကြီးအဲ့ဒါမျိုးဆိုတော့စဉ်းစားပြရအများကြီးမရှိဘူးလားမရှိပါဘူးမလုံနဲ့သူကြော်ပြီးရင်ကိုယ်ကြော်မှာဟုတ်တယ်မဟုတ်လားအေးအဲ့ဒါကြောင့်မို့ဝတ်ဆိုတာဘာလုပ်တတ်လဲလိုက်လေတဲ့ဝတ်ဆိုတာလိုက်တတ်တဲ့သဘောရှိတယ်ခုဒီလူကြည့်လောက်တာကြီး သူကိုယ်တိုင်ကတော့စိတ်အေးလက်အေးပဲဘာမှကိုခံစားချက်မရှိဘူး။နော်ပြီးအေးအေးနဲ့တည်းအဲ့ဒါလှုပ်။ပြီးတော့ဘာလှုပ်တယ်လဲပြောတော့နောက်ဆုံးရောက်တဲ့ခါကျမှအဲ့ဒါလေပင်ကိုဓာတ်နဲ့ပြီးပြီးတော့ဖြတ်လိုက်တယ်တဲ့။အဲ့ဒီကြမှာအကောင်ကဘာဖြစ်တာ။အဲပြီးတာတို့သူတော်စင်များသူတိမရက်ဆက်ဘူးလား။အဲ့ကလို့ရဲရဲဆက်ဆက်နဲ့လှုပ်ပြီးတော့တအိမ်လုံးကလည်းကြိုက်လိုက်တဲ့ဝတ္တာဟောလာတအိမ်လုံးကြိုက်တာ တို့သူတို့ကျင်တို့အိမ်နေတော့ဝတ်သားကြိုက်တယ်လားမကြိုက်ဘူးလားမကြိုက်တဲ့ကြိုက်ပါဖေရဟုတ်လားကြိုက်တာလဲပါကောင်းပါလိမ့်မယ်ပေါ့ကြည့်တော့သာဘောဟုတ်တယ်မဟုတ်လားအလုံးကျော်ဖြစ်ရင်ကြိုက်ရလားအလုံးကျော်အဆင့်ထီတော့မရောက်သေးနဲ့ကိုယ်ကကအလုံးအကျွန်နေအကုန်ဖြစ်တာတအိမ်လုံးကလည်းပဲအဲ့ဒါသားကြတောက်ကြဝတ်သားတော်တော်ကြိုက်တယ်နော်အဲ့ဒါနဲ့ရင်သူတို့သားတောက်ပြီးဒီတိုင်းနေနေလိုက်တယ်နေရင်းနဲ့အသက်မွေးလာလိုက်တာ ဒီလုပ်ငန်းမျိုးနဲ့နှစ်ပေါင်း90နဲ့9နှစ်တဲ့ဘယ်နှစ်90နှစ်ဘုရားရှင်များစဉ်းစားကြည့်အကောင်ပေါင်းဘယ်လောက်သေးလိုက်မလဲဟုတ်တော့မလားနော်များစွာသေးလိမ့်မယ်အဲ့ဒါ90နဲ့9နှစ်ဒီလုပ်ငန်းနဲ့အသက်ရှင်လာပြီးတော့သူ့အလဲရောက်လာပြီအရွယ်က60လောက်ရောက်တော့အသက်ကြီးသွားပြီအဲ့ဒီအသက်ရွယ်ရောက်တဲ့အခါကျတော့ဒုသူရဇင်များသူယောဂါစဖြစ်တယ်တဲ့ဘာဖြစ်လဲဘုရား သူ့ရဲ့ခန္ဓာကိုယ်ကနေအရေးကြီးဘူးလေးတွေပေါက်တယ်။ဒါလေးတွေပေါက်တယ်။အရေးကြီးဘူးလေးပါ။အဲ့ဒီဘူးလေးတွေဒီမတိထိလိုက်ရင်တော့ပြီးတော့မနေနိုင်တော့ပူလောင်ပြီးတော့နေရဲ့ခန္ဓာကိုယ်တစ်ခုလုံးပဲ။နော်နှံ့နေအောင်ပေါက်တယ်။အဲ့ဒါလေးတွေတော့ပုတ်လိုက်တယ်။ပုတ်လိုက်တဲ့နဲ့တန်းပေါက်ပေါက်ပြီးတော့နောက်ကတစ်ခါပြန်ပြီးတော့နီးရဲနေအောင်ဒါခန္ဓာကိုယ်အကုန်ဖြစ်ကုန်တာနော်။အဲ့ဒါမျိုးတွေဖြစ်တော့ဘာနဲ့တော့တူနေတာ။ သူ့လုတ်တုံးကရေနွေးလောင်းနေတာမရှိဘူးလားရှိပါပါဘုဒ္ဓတော်ရှင်တို့လည်းရေနွေးမလောင်းနဲ့ကိုယ်ပြန်အလောင်းခံရတတ်တယ်ဟုတ်တယ်မဟုတ်လားသူ့ဒီမှာအဲ့ဒီတိုင်ယောဂါကကြံဖန်ပြီးတော့သူဖြစ်လာဒီဝေဒနာတွေတအားဖြစ်တော့တဖြည်းဖြည်းနဲ့မနေနိုင်ဘူးဘယ်နှံ့ကုတ်လိုက်ကုတ်လိုက်အကုန်ပေါက်ပြဲကုန်တာအဲ့ဒါမျိုးဖြစ်ပြီးတော့သွေးတန်ရဲရဲနဲ့ဒုက္ခနာကူကထွက်တယ်မနေနိုင်လုံးအကြည့်တဲ့ကနောက်ပိုင်းအော်ဟစ်ပြီးတော့နေရတယ်တဏှီကိုအော်ရတယ် သူអរဲ့တန်ကကြာတော့မပြီးတော့ဘာတန်တော့ပေါ့ဝတ်တန်ပေါ့အဲ့ဒီဝတ်ဒီသက်နေတုန်းကအတန်တိုင်းတီနဲ့ဖြစ်ပြီးတော့အဲ့ဒါနဲ့စိတ်သက်တွေကလည်းတဖြည်းဖြည်း၆ချားလာ၆ချားလာပြီးတော့သူဒီစိတ်ပိတ်ပြီးတော့မမှန်တော့မမှန်တော့သူ့အိမ်ကပုဂ္ဂိုလ်တွေကသူ့အပြင်ထွက်သွားရင်လေတို့ကြတော့ဒုက္ခတွေရောက်မှဆိုလို့အိမ်နေပဲပိတ်ထားလိုက်ဘယ်နဲ့ပိတ်ထားအိမ်နေပဲ အိမ်ထဲပိတ်ထားလိုက်ပြီးတော့အိမ်ထဲမှာပဲအော်ဟစ်ပြီးတော့နော်ဝက်ခြံထဲမှာဝက်မွေးထားတယ်လို့သူလည်းပဲအထဲထဲမှာလေအဲ့ဒါနေပြီးတော့အော်ရင်ဟစ်ရင်နဲ့ဘယ်နှရက်ထီတုံးဆိုတော့ခုနှစ်ရက်ဘယ်နှရက်လဲခုနှစ်ရက်ခုနှစ်ရက်ထီကြာပြီးတော့အဲ့ဒီပုဂ္ဂိုလ်ဒီနောက်ဆုံးမှာသေသွားရတယ်နောက်ဆုံးပါဖြစ်သွားသေသွားပြီးတော့အဲ့ဒါဘယ်သွားကြတော့ဆိုအဝိဇိငရေကြာရှာတယ်ဘယ်ကြဝိဇိငရေကိုကြာရှာတယ် ဒီဟာဒီတာကသာဖတ်ကြည့်ရင်ဒီဇလံတွေ့နိုင်တယ်ဓမ္မပဒအထက်ကရာမှာသွားပြီးတော့ဖတ်ကြည့်ဖို့ဟုတ်တယ်မလားအဲ့ဒါကြောင့်ဒီလုံးရလေးတွေကို မျက်စီနဲ့မြင်ကြည့်လိုက်ကြောက်เสียရမကောင်းဘူးလားကောင်းတယ်အဲ့ဒါကြောင့်ဘဝဆက်ဆက်အဲ့ဒါမျိုးတို့သူတော်စင်များလုံးတဲ့ပုဂ္ဂိုလ်ရဲဆက်တဲ့ပုဂ္ဂိုလ်မဖြစ်စေနဲ့ဟုတ်တယ်မလားအဲ့ဒီအဖြစ်ပြက်လေးကိုတို့ကဘာနဲ့ဝင်ကြည့်ရမလဲပြောရင် ဓမ္မအမြင်လေးနဲ့ဝင်ကြည့်ရမယ်။ဘာအမြင်လေးနဲ့ဓမ္မအမြင်လေးနဲ့ဝင်ကြည့်ရမယ်။ခုဘုသူစိတ်ကိုကြည့်မှလဲပြောရင်စုံဓာရဲ့စိတ်ကိုသူ့ရဲ့စိတ်စုံဓာရဲ့စိတ်စုံဓာဓာမျိုးလုပ်ငန်းနဲ့ခုလုပ်ပြီးတော့နေတာဒီစပေကတော့အဲ့ဒါဒီဒေါသစိတ်တဲ့။ဘာစိတ်ဒေါသစိတ် အဲ့ဒီတတ္တာဖြစ်တာဒီအခြေခံကဘာစိတ်လဲဒေါသစိတ်ဟန်ကြိတ်ပြီးတော့မန်နဲ့ဟန်နဲ့တင်းပြီးတော့လှုပ်ရတာတတ်ရတာဟုတ်တယ်မို့လားအဲ့ဒါကြောင့်ဘာစိတ်တယ်လဲဒေါသစိတ်အဲ့ဒီဒေါသစိတ်သူ့ရဲ့တဏ္ဍာအဲ့ဒါဖြစ်နေတာတဲ့ပြောကြည့်ပါဦးဘာစိတ်ဖြစ်တာဒါကစုံနာဖြစ်လေဒေါသစိတ်ပဲဒီကနေတကောင်ကောင်တက်နေလေဘာစိတ်ဖြစ်မှာလဲဒေါသစိတ်ဖြစ်မှာဘာစိတ်ဖြစ်မှာလဲဒေါသစိတ်ဖြစ်နေမယ် အဲ့ဒါဒေါသစိတ်တွေနဲ့ဒီအကောင်တွေကိုဒီလိုတက်ဖြတ်ပြီးတော့သူနေခဲ့တယ်အဲ့ဒါမျိုးနေတော့ဒီဒေါသဆိုတာလေးကို တို့သူတော်စင်များကြောက်စရာကောင်းတာလေးကိုနော်မြန်မာလိုပါရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ဒေါသကိုဒေါသအတိုင်းကိုကဘာသာပြန်ထားတော့သိပြီးတော့မထိရောက်ဘူးပြည့်နေ ဒရဒဆိုတာမူရင်းကဒုတာတဲ့မူရင်းကဘာလဲဒုတာဒုတာဆိုတာပြက်စီးတာတဲ့ဘာလို့တာပြက်စီးတာဘာလို့ပြက်စီးကလဲပြောရင်ရုပ်ပြက်စီးခြင်းစိတ်ပြက်စီးခြင်းပြောကြည့်ပါရုပ်ပြက်စီးခြင်းစိတ်ပြက်စီးခြင်းဒေါသထွက်ရင်ရုပ်လည်းပြက်တယ်စိတ်လည်းပြက်တယ်ပြောကြည့်ပါဒေါသထွက်ရင်ရုပ်လည်းပြက်တယ်စိတ်လည်းပြက်တယ် ဘယ်လိုရုပ်ပြက်တယ်လဲပြောရင်ဒေါသထွက်ကြည့်ပြီးရင်မှန်ကြည့်ပေါ့ဟုတ်တယ်မလားဘုသူတော်ရှင်များဒေါသထွက်ခုလားမှန်ပါဗျာဘယ်လိုလေးနေလဲအဲရုပ်လာလားမလာဘူးလားမှန်ပါဗျာရုပ်မလာတော့ပင်လိုရုပ်တော်မှာရှိနေတဲ့လှနေတဲ့သူတော်မှာဒေါသထွက်တဲ့ချိန်တွားကြည့်ကြောက်เสียတော်တော်ကောင်းတယ်ဟုတ်တယ်မလားအာချာတော်မှာနှက်တော်မှာဆဲတဲ့ဆိုးတဲ့ပါးစပ်ကလည်းစုံနေအောင်ဟုတ်လား ေးမျက်နှာကလည်းစူပုတ်ပြီးတော့ကြောက်เสียကောင်းတဲ့ပုံထွက်လာမရှိဘူးလားအဲ့ဒါကြောင့်ဒေါသကရုပ်ကိုပျက်စီးစေတယ်ကြောက်ကြည့်ပါဒေါသကရုပ်ကိုပျက်စီးစေတယ်အဲ့ဒါမျိုးထက်ခါထက်ခါဒေါသထွက်တဲ့ရုပ်ဒီတဖြည်းဖြည်းနဲ့မလမပဖြစ်တတ်တယ်တဲ့ဘာဖြစ်တတ်မလမပဖြစ်တတ်တယ်အဲ့ဒါကြောင့်ဒုသူရစင်များဒေါသတွေထွက်လိုက်ယူတီပါလာသွားလိုက်မလုံးနဲ့ဟုတ်လားနော်ယူတီပါလာကိုဘယ်လောက်သွားပြီးတော့ပြင်ပြင် ခဏပဲရဟုတ်တယ်မို့လားအဲဒါကြောင့်မို့သာဝရကိုယ့်ရဲ့ရုပ်ရည်လေးမလတောင်တီတီတန့်တန့်ငြိမ်ငြိမ်လေးဖြစ်အောင်တော့နေသင့်တယ်ဟုတ်တယ်မို့လားအဲဒါဆိုရင်ဒုက္ခမထွက်နဲ့ဘာမထွက်နဲ့အေးအဲ့ဒါစိတ်ပြည့်စည်သွားတာလေဒေါသလို့ပြောတာစိတ်ပြည့်စည်တာပြောကြည့်ပါဦးမလားလေစိတ်ပြည့်စည်တာဆိုတော့မူရင်းကကောင်းနေတဲ့စိတ်လေးမေတ္တာစိတ်လေးရှိနေတယ် အဲ့ဒီမေတ္တာစိတ်ဒီဒေါသဝင်လာရင်ဘယ်သူထွက်ပြေးရဒေါသဝင်လာရင်မေတ္တာထွက်ပြေးရတယ်မေတ္တာဝင်လာရင်လည်းဘယ်သူထွက်ပြေးရဟုတ်လားစိတ်ဒီတပြိုင်နဲ့နှစ်မျိုးမဖြစ်ဘူးနှစ်မျိုးဖြစ်ရလားနှစ်မျိုးမဖြစ်ဘူးစိတ်ဒီတစ်မျိုးပြီးမှတစ်မျိုးဖြစ်တာမေတ္တာအခံရှိနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဒေါသမလာဘူးဘာမလာဘူးဒေါသမလာဘူးဒေါသထက်ခါ